ဟိုမနေ့ကဒီဒီဇင်ဘာလ10ရက်နေ့ည9:00နာရီအချိန်မှာဒီအကျန်းဖဲဖဲစစ်ကောင်စီကဒီမြောက်ဦးမြို့ဒီသူ့ဆေးရုံကြီးကိုဟိုဂျက်ဖိုက်တာ2စီးနဲ့နေပြီးတော့မှဒီပေါင်900ဘုံနှလုံးကျေးချတိုက်ခိုက်ခဲ့တာရှိပါတယ်ဆိုတော့အဲ့ဒီအာဒီအကျန်းဖဲဘုံကျေးတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာဆေးရုံတက်နေတဲ့ဒီအရသာပြည်သူ ဒီလူနာစုစုပေါင်း33ဦးတည်ဆုံးပြီးတော့ဟို86ဦးဒဏ်ရတာရှိတယ်ဗျဆိုတော့ဒီတည်ဆုံးတဲ့အထေးမှာတော့ဒီအမျိုးသား16ယောက်ဒီအမျိုးသမီး16ယောက်ဟိုစုစုပေါင်း33ယောက်နောက်ဒီဒဏ်ရပြင်းထန်တာကတော့ဒီအမျိုးသား16ယောက်အမျိုးသမီး9ယောက်ဟိုစုစုပေါင်း28ယောက်နောက်ပြီးလို့ရှိရင်ဒီအာ အလဇာဒီအငေးစားဒံရရတာကတော့အလုံးပေါင်း၄၉ရောက်ရှိတယ်ဗျဆိုတော့ဒီဒံရရတာစုစုပေါင်းကတော့86ဦးရှိပါတယ်ဒီအကျံဖဲဘုံကြီးအတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာဟိုမြောက်ဦးပြည်သူဆေးုံကြီးကတော့ဟိုလုံးဝဟိုပျက်စီးသွားတာအာဖြစ်ပါတယ်ဟိုဆေးုံကြီးကိုဒီအာတက်တက်အာဒီထိမ့်မှန်တဲ့အတွက်ကြောင့်မို့လို့ အခုလိုမျိုးဒီဆေးရုံတက်နေတဲ့ဒီလူနာတွေအများအပြားအသေးဆုံးဒဏ်ရာရရတာဖြစ်ပါတယ်။ဟိုအကျန်းဖက်ဖက်စစ်ကောင်စီဟာဒီစစ်မြေပြင်မှာအသူတို့ဘက်ကဒီအထီးခဲအကြအဆုံးတွေအများလာပြီဆိုလို့ရှိရင်ဒီအပြစ်မဲ့ပြည်သူတွေကိုဥတည်ပြစ်မှားထားတိုက်ခိုက်တာကတော့ဒါသူတို့ရဲ့ဒီဒီနေပြူဟာတခုလိုလေပြောလို့ရတာပေါ့။အခုလည်းပဲဒီ အာတခြားစင်းမျက်နှာတွေဖြစ်တဲ့ဥမာမကွေးစင်းမျက်နှာဒီပဲခူးစင်းမျက်နှာအေယာဝတီစင်းမျက်နှာနောက်ဒီကြောက်ဖြူစင်းမျက်နှာတွေမှာအကျံဖဲဖဲစစ်စစ်ကောင်စီကသူတို့ဟိုထိခိုက်ကြဆုံမှုတွေအာတအားများနေတဲ့အတွက်ကြောင့်မို့လို့အခုလိုမျိုးဒီအရသာဒီစစ်ဖက်နဲ့မဆိုင်တဲ့ဒီအရသာပြည်သူတွေနေတဲ့နေရာတွေကိုဒါအဥတီပြင်မာထားပြီးတော့မှ ဒါတရေဘောကြောင်စွာနဲ့ဒီစိတ်သားမဆန်ပေါ့နော်အစိတ်သားမဆန်ပေးနဲ့နော်အခုလိုမျိုးအရာဖဲပြိမှားတွေကိုဒါမတရားအာဒီအကျံဖဲတိုက်ခိုက်တက်ဖြတ်တာဖြစ်ပါတယ်ဟိုဒီဟာကတော့ဒါအာစိတ်ရစွာမှုကိုပြောင်ပြောင်တင်းတင်းကျူးလွန်တာဖြစ်ပါတယ်ဟိုဒီဟာကတော့ဒီအကျံဖဲဖဲစစ်စစ်ကောင်စီကဒီစစ်ဖဲနဲ့မဆိုင်တဲ့ဒီအရာဖဲပြိမှားတွေကိုရည်ရွယ်ချက်ရှိရှိနဲ့နေပြီးတော့မှဒါ အကြံဖဲဘုံကြီးတိုက်ခိုက်တတ်ဖြတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဆေးရစွာမှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်တာဖြစ်ပါတယ်ဒီအကြံဖဲဖက်စစ်စစ်ကောင်စီအနေနဲ့အာဒီသူတို့အာကျူးလွန်တဲ့ဒီအကြံဖဲတိုက်ခိုက်တတ်ဖြတ်မှုအတွက်သူတို့တာဝန်ယူမှုတာဝန်ခံမှုရှိရမှာ ဖြစ်ပါတယ်ဟိုကျွန်တော်တို့ ULA အနေနဲ့ကတော့ဒီမတရားတိုက်ခိုက်တတ်ဖြတ်ခံရတဲ့ ဒီကျွန်တို့ရဲ့အပြစ်မဲ့ပြည်သူတွေဟိုတရားမျှတမှုရရှိဖို့အတွက်လိုအပ်သလိုလက်တုံးပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်